မနက်စံခွန်နီချီဝအခုဒီမှာပြထားတဲ့ပြပြန်ပုတ်စာကလေဆောင်းမွမ်းမှာလည်းဒါရိုက်ပါရတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချက်တွက်ပြပေးမယ်နော်အရင်ဆုံးကလေဆောင်းမွမ်းမှာဒီတွဲပုတ်စာတွေလာပြီဆိုလို့ရှိရင်ပြပြန်ပုတ်စာလား kg ပုတ်စာလားအာဂရမ်ကီလိုဂရမ်ပုတ်စာလာပေါ့နော်တစ်ချက်ကြည့်ပြီးတော့ကျတော့ PPN ဆိုလို့ရှိရင် PPN နဲ့ပတ်သက်တဲ့ဒီပုံသေးနည်းလေးကိုတစ်ချက်သိရမယ် ဆိုတော့ဒီပုစောက်မှာဆိုလို့ရှိရင်နိုးတို့ပြင်းအားတစ်ဆရာခိုင်နှုန်းနဲ့ NCI ရောရခိပေါ့နော်ပြင်းအားတစ်ဆရာခိုင်နှုန်းရှိတဲ့ NCI ဆိုတာကကြတော့ဒီ GI ဆိုဆန်နက်တိုရီယမ်မှုဒီဆိုဒီယမ်ဟိုက်ပိုကလိုရီအီကိုပြောချင်တာဆိုတော့ပြင်းအားတစ်ဆရာခိုင်နှုန်းရှိတဲ့ဒီဆိုဒီယမ်ဟိုက်ပိုကလိုရီအီပေါ့နော် NCI ကိုရှိတယ်တဲ့ 200 ppm NaCl ကိုဒီ1လီတာပြုတ်လို့ဖို့အတွက်ဆိုလို့ရှိရင်တဲ့ရောဟခိဒီပျော်ရည်နဲ့ဒီရေရပေါ့နော်ပမာဏဘလောက်လောက်လိုအပ်မလဲလို့မေးထားတာစမွဲမှာတော့လေဒီအကျန်းစာရွယ်လေးတွေကိုပုံသေးနီးလေးချရေးပြီးတော့ကျတော့ပုံသေးနီးလေးမှာသူ့ပေးထားတဲ့ဟာလေးတွေကိုထည့်ပြီးတော့တွက်လိုက်မယ်ဆိုလို့ရှိရင်တော့အဖြေရထွက်တယ်ပေါ့နော်ဒီမှာတော့ဝါသက်ရှိအသေးစိတ်လေးပြပြပေးမယ်1လီတာမှာဆိုလို့ရှိရင်1000 ml ရှိတယ်တရာဂိုင်နှုံးမှာဆိုလို့ရှိရင်1000 ppm ရှိတယ်သူ့ရဲ့ပုံသေးနီးကကျတော့လီတာအစား ရှားခိုင်တို့ PPN ပြောင်းမယ်အစားပြီးရင်ပေးထားတဲ့ PPN ထည့်မယ် လီတာအစားဆိုတော့ကျတော့သူပေးထားတာကတလီတာတလီတာမှာဆိုလို့ရှိရင်1000မီလီရှိတယ်ဆိုတော့ကျတော့1000မီလီတန်းထည့်လိုက်မယ်နော်ပြီးတော့အစားရာခိုင်နှုန်းကို ppm ပြောင်းဆိုတော့ကျတော့ तू က100ရာခိုင်နှုန်းပေးထားတယ်100ခိုင်နှုန်းမှာဆိုလို့ရှိရင် 1000ppm ရှိတယ်ဆိုတော့ကျတော့100ရာခိုင်နှုန်းဆိုတော့ကျတော့3000 ppm ppm ဆိုလို့ရှိရင်အစားပေးထားတဲ့ ppm ထည့်မယ်ဆိုတော့ကျတော့ပေးထားတာကကျတော့200 ppm ဆိုတော့တွက်လို့ရည်ပေါ့နော်ဆိုတော့ ppm ppm ချင်းကြည်သွားမယ်ဒီဘက်မှာကျတော့200ကိုတလီဝင်လိုက်မယ်အရှိမ200 900လီဝင်လိုက်မယ်ဆိုလို့ရှိရင်3000ကပြတ်သွားမယ်ဆိုတော့900ကျန်မယ် ယ်အရှိမ1500နဲ့စားမယ်ဆိုလို့ရှင်နှစ်လီဝင်လိုက်တယ်ဆိုလို့ရှင်2မီလီပဲကြံမယ်ဆိုတော့ရောဟခိက2မီလီအဲသူက1လီတာပြုတ်လို့ဖို့အတွက်ဆိုလို့ရှင်နဲ့ရောဟခိနဲ့ရေနေရပါတော့ဘလောက်ဘလောက်လိုအပ်မလဲလို့မေးထားတာဒီမှာအဖြစ်တစ်ခုရပြီ2မီလီရပြီဆိုတော့အကျန်းအဖြစ်ဆိုလို့ရှင်လေ1လီတာတဲ့ကနေပြီး2မီလီနှုတ်လိုက်မယ်ဆိုလို့ရှင်1လီတာမှာကကြတော့1000မီလီရှိတယ်ရောဟခိက2မီလီဆိုတော့ကျတော့698မီလီကျမ်းပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ချပြီးတော့တွက်လိုက်မယ်ဆိုလို့ရှင်လေ တလီတာကမီလီပြောင်းလိုက်မယ်ဆိုလို့ရှိရင်1000မီလီအနှုတ်ဒီမှာရောရခိက2မီလီဆိုတော့ကျတော့2မီလီနှုတ်လိုက်မယ်မီစုက998မီလီဆိုတော့ကျတော့အဖြေကဘီပါနော်